မြန်မာခြုံချစ်စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များအပြန်အလှန်တင်ပို့မှုမြင့်တင်ရေးဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမန်နီကချုံချင်မြူနီစပယ်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့နိုင်ငံတကာစိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးစကားဝိုင်းဆွေးနွေးပွဲတို့ချုံချင်မြို့မှာအကောင့်စင်ဝန်ချုပ်ဦးကျော်စရာလင်းတက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံချုံချင်မြို့အကြားစိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်တွေအပြန်အလှန်တင်ပို့မှုမြင့်တင်နိုင်ရေးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အဆိုပါစကားဝိုင်းဆွေးနွေးပွဲကိုတရုတ်နိုင်ငံနိုင်ငံတကာကုန်သွယ်မှုမြင့်တင်ရေးကောင်စီချုံချင်နှင့်ချုံချင် ်ပြိုရေးဆိုင်ရာ ထုတ်ကုန်များအုပ်စုမှကြီးမှုကကဘာကြီးကိုချိတ်ဆက်ပေးသောစိတ်လန်းသောဆိုင်ပြိုရေးဟူသည့်ခေါင်းစဉ်နှင့်ကျင်းပခဲ့ပြီးရန်ဝုန်းနှင့်ပိုလန်မှစီမံကိန်းတက်ဆောင်နိုင်ငံများနှင့်လေယာထုတ်ကုန်များအပြန်လည်တင်ပို့တင်သွင်းမှုအတွက်ခြုံချင်းမြို့တွင်စင်းချန်တခုထူထောင်ရန်ခြုံချင်းမြို့နယ်အနီးသဝိုက်ဈေးကွက်များတို့မြမအပါဝင်နိုင်ငံရဲ့ချောင်းမှအထူးဆိုင်ပြိုရေးထုတ်ကုန်များသုံးမြင်တင်သွင်းရန်နှင့်ခြုံချင်းမြို့ရဲ့ဆိုင်ပြိုရေးထုတ်ကုန်ဈေးကွက်မြင့်တင်ရန်ရည်ရွယ်ပြုလုပ်ခဲ့တာ ားလို့ဆိုပါတယ် စကားဝိုင်းဆွေးနွေးပွဲမှာမြန်မာကောင်စစ်ဝန်ချုပ်ဦးကျော်စရာလင်းကမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးခန်းသားကိုမြစ်တင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေနိုင်ငံခြားယင်းဤမြုံနံသူများအတွက်အထူးအခွင့်အရေးများပံ့ပိုးပေးမှုအခြေအနေမြန်မာနယ်ချုံချင်အကြားစိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များအပြန်လန်တင်ပို့တင်သွင်းနိုင်မှုအခြေအနေစိုက်ပျိုးရေးခန်းသားပူပေါင်းဆောင်ရွက်မှုမြစ်တင်နိုင်ခြင်းချုံချင်မြို့ရဲ့စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်သူများမြန်မာနိုင်ငံသို့ဆေးလွှတ်နိုင်ခြင်းနဲ့ချုံချင်ရဲ့ းပညာအဖြစ်မြမစိုက်ပျိုးရေးထွက်ကုန်များအရေးအသွေးမြင့်တင်နိုင်မှုအခြေအနေစသည်တို့ကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။